ဆရာအမြဲတမ်းပေါင်ပွန်းတာဘာကြောင့်လဲအဲ့တော့ကျွန်တော်ဖြစ်နိုင်ခြေတစ်ခုကိုပြောပြပါမယ်ဖြစ်နိုင်ခြေတစ်ခုကတော့ဘာလဲဆိုတော့မှုဆွဲတဲ့ယောဂါပါမှုရနာပါကျွန်တော်စီကိုစေခံလာပြတဲ့လူတော်တော်များများကသူတို့ဒီလိုမှုရနာပိုးရနာဖြစ်ပြီဆိုရင်ဘလို့ကနေစဖြစ်လဲလို့ပြောလဲပေါင်ရံပွန်းရအနေစဖြစ်တာဆရာအောင်ရံပွန်းရအနေမှာတဖြည်းဖြည်းနဲ့ကျွန်တော်နာခွက်ကကြီးကြီးလာပြီးတော့ဒီအဲပေါင်တစ်ချောက်ပြန်လာတယ်ပေါင်ချံတစ်ချောက်ပြန်လာတယ်ရနာဖြစ်လာတယ်အဲ့လိုပြောကြပါနော်တကယ်ကဒါပေါင်ပွန်းရအနေစတာမဟုတ်ပါဘူး ဒါမှုရနာဖြစ်တာကိုသူတို့ကမသိပဲနဲ့မှုမှုကြောင့်မလို့ဒီအေးပြားကရောင်ပြီးတော့တပြေးပြေးနဲ့အဖက်တွေလန်လာပြီးတော့ဟိုဆက်ပြင်းပြင်းဖြစ်လာတယ်အဲကြောင့်မှသူတို့ကစသတိထားမိလဲဟာငါပေါင်ပိုးနေတာပဲလို့ထင်ကြတယ်အဲ့တတိသူတို့တိတ်ပြီးတော့အရင်ရေးကြည့်ရလို့မထင်သေးဘူးအနောက်ကြောင့်မှဒီပေါင်မှာအကွက်လိုက်ကြီးဖြစ်လာမှာဟာငါတော့ရှားနာဖြစ်နေတာဗလားဒါဘာတော့မှပွေးလာပါလားအန်တီလိုမျိုးဖြစ်ကြတာပါနော်ဟုတ်ပါတယ်ဒါကမှုဆွဲတဲ့ယောဂါပွေးရနာပါ ဒီပွေးရနာကတရားစနစ်ကြကုမှပဲပျောက်ပါတယ်မဟုတ်ရင်9နှစ်10နှစ်15နှစ်လောက်ထိဖြစ်တဲ့လူနာတွေကျွန်တော်တွေ့ဘူးပါတယ်အဲကြောင့်မလို့ဒီလိုမိုရနာတွေဖြစ်တယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တရားဆွေးနွေးကုသမှာပဲပျောက်ပါတယ်ဟုတ်ပါတယ်ဒါကပူဆွဲတဲ့ယောဂပွေးရနာပါကျွန်တော်ခုပြပြပေးတဲ့အကြောင်းအလေးကမိတ်ဆွေတို့အကျိုးရှိမယ်လို့ထင်ပါတယ်တကယ်လို့အကျိုးရှိရဆိုရင်ကွန်မန့်မှာ yes လို့ရေးပေးခဲ့ပါဒီဗီဒီယိုလေးကိုချားမဆွေတီအောင်လဲ share ပေးတော့ပါတကယ်လို့မိတ်ဆွေကကျွန်တော်နဲ့ online နေယောဂဆွေးနွေးကုသခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့ TikTok ဘာအောင်မှာရေးထားတယ် Viber နံပါတ်တော့မဟုတ် Telegram နံပါတ်ကိုဟိုင်းပြီးတော့ဆက်သွင်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်